ဗုဒ္ဓနဲ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ် March 15ရက်ကနေ21ရက်နေ့တော်တွင်အထူးကောင်းတဲ့ကာလပေါ်ထွန်းပါတယ်ရန်တိုက်ခဏနေလဲထိတ်တိုက်တွေ့မယ်ပညာရေးကိုဆောင်ရွက်သူများထွန်းတော့ပါပါထိတ်တန်းကအောင်မြင်နိုင်တယ်အိမ်မှာပညာရှာသူတွေရှိရင်လဲစပွဲဖြေသူတွေရှိရင်သူတို့အောင်မြင်နိုင်တယ် ဒီရက်တွင်မှာအာမခန္ဓာတောင်းယူတာမလုံရအောင်သူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။လောဘစိတ်နဲ့လုတဲ့ကိစ္စမှန်သူများဘာမှအဆင်မပြေဘူး။တဏှာစိတ်နဲ့ဝေကြီးကျိုးမြတ်မရရင်နေလုံမယ်ဆိုတဲ့ကိစ္စတွေကထူးထူးခြားခြားအဆင်ပြေသွားမှာအာမခန္ဓာမလုံရတဲ့ပြင်ပစ္စည်းလောင်တာဈေးကစားတာလုံးဝမလုံရအောင်ပြဿနာတွေအများကြီးရှိတယ်။စိတ်ရှိသီးခံပြီးဖြေရှင်းရအတိုက်ခံနေတဲ့ထိတိုက်တွေ့ပဲဆက်ကြောင်းနေရတော့ သစ္စာမရှိတဲ့လူတွေနဲ့တွေ့ပဲဒါပေမဲ့မေတ္တာရေးရကံကောင်းခြင်းနဲ့စံပွင့်ခြင်းကံတွေကလည်းဖြစ်ထွန်းနေတယ်ဆက်ခွန်ရဲ့နေ့မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အပြိုင်ဆိုင်ကြတဲ့လမ်းပေါ်မှာရည်မှန်းချက်အောင်မြင်မယ်ဆက်ရှိရဲ့နေ့အဲ့ဒီနေ့မှာရန်တိုက်ခံနေများတဲ့တဲ့စိတ်ပင်ပန်းသူပင်ပန်းနေဖြစ်တဲ့တဲ့ပြီးမှငွေကြေးကံလုပ်ငန်းကတဲ့လမ်းနေပေါ်မှာ၁၉ရဲ့နေ့ကသူတမားကြောင့်ကိုယ်ရည်ရွယ်ချက်တွေနှောင့်နှေးခြင်းကတိကောင်းဖြစ်ခြင်းတွေကြုံမယ်၂၀ရဲ့နေ့မှာ လမ်းသစ်ထွေပြီးလောက်တာကျိုးပေးတယ်။ရှင်းမှန်းချက်သိအောင်မြင်မယ်။၂၁ရက်နေ့ကရပိုင်ခွင့်နေလဲဝယ်ပြန်ရမယ်။သတိထားမှာ၁၅ရက်နေ့အဲ့ဒီမှာအနောက်ရက်ကုန်တည်သွားစဉ်အနေရှိတတ်တာသတိထားရမယ်။နေ့တန်တိုင်းခွဲနဲ့ညနေ၃နိုင်ကြာ၁၈ရက်နေ့မှာတခါရှင်းမြောက်ရက်ကုန်တည်သွားစဉ်အနေဖြစ်တတ်တယ်။အဲ့ဒီမနေ့၄နိုင်ခွဲနဲ့ညမနေ့၆နိုင်ကြာမှာသွားလာနေ Thank you ဆက်ရမယ်။ဒီကလာတစ်ဆောင်လုံးတော်တွင်မှာ ဇာသပတိနေဗုဒ္ဓုနေစောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းငွေတွေနေငါနေမွေးသူများကြောင့်စိန်နောက်ရှေ့များတတ်တယ်93ခုကနန်းတွေကျိုးပေးတဲ့အဖြူရောင်စိန်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်အတွက်ကိုပိုက်ဆံတထောင်တန်တွေကိုမွေးနတ်တာပဲပြန်ပြီးပိုက်ဆိုင်တဲ့ထဲဆောင်ကဒီကာလအတွက်လက်ကောင်းစေသောဆောင်ဖြစ်ဆောင်ယူပေးပါကျေးဇူးတင်ပါတယ်